ထိုင်းနိုင်ငံမှာ အလွန်နာမည်ကြီးတဲ့တောရဘိက္ခုဒူတင်ဆရာတော်ဘုရားကြီးတပါးရှိပါတယ်။ဆရာတော်ဘုရားကြီးရဲ့ဘွဲတော်ကတော့ဖရာအာချမ်မန်နဲ့မြန်မာလိုဆိုရင်တော့ဘလို့လဲမပြောတတ်ပါဘူး။ဆရာတော်ဟာကဘာတိကြော်ကြပါတယ်။မြန်မာနိုင်ငံကတောနဲ့ကြီးတွေထံမှာလည်းလာရောက်ပြီးတော့ကြင့်ကြံအားထုတ်ပါတယ်။ဆရာတော်ဟာကျွန်တော်ဖူးတဲ့ထိုင်းကဆရာတော်များအနက်အထင်ရှားဆုံးနဲ့ပြောရမယ်ဆိုရင်ဘုရားလိုကြား ကျင့်သုံးတဲ့ယဟန်သူတော်စင်သူတော်မြတ်တပါးဆိုတာမြေကြီးလက်ခံမလွဲပါဘူး။သင်္ကန်းယုံမောကအစမြမတန်ဃာတော်ဒီအတိုင်းယုံနေဆိုပါလေ။ဖျားလိုကြဒူတင်73ပါးလုံးကိုကျင့်ကြံပွားများအားထုတ်ခဲ့တဲ့ဒူတင်ရဆရာတော်တပါးလည်းဖြစ်ပါလေ။ဆရာတော်ဝန်ထိုင်းနိုင်ငံမှာအလွန်နေမြေကျမ်းတယ်လို့ဆိုတဲ့ဣစံဒေတာဗမာဝေးဖွားလာတာပါ။ ထိုင်းမှာကတောင်ပိုင်းမြောက်ပိုင်းရှိပါတယ်တောင်ပိုင်းသားဆိုရင်လရဲစက်ရဲနိုင်လာတာမို့ရန်ဖြစ်ရင်တောင်ပိုင်းသားဆိုတာနဲ့တစ်ဖက်လူရှိန်နေတဲ့နာမည်ကြီးပါတယ်ဒါကြောင့်ဆရာတော်ဟာတောင်ပိုင်းမှာဝေးဖွားပေမဲ့ရွှွန်လွန်တဲ့ကဘရုံမှာကြာလို့ဗဒမြားလို့လောကအကျိုးတည်ဆောင်ဖို့ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်ဆရာတော်ဟာထိုင်းနိုင်ငံရဲ့တောရစောက်တည်တဲ့အလေးထားစတင်တီထောင်ခဲ့တဲ့ဆရာတော်တစ်ပါးမှာပါဝင်ပါတယ် ဆရာတော်အမှုပြုတဲ့ယဟန်တန်ခါမြတ်တွေဟာမြန်မာနိုင်ငံနယ်စပ်ကတောတောင်တွေမှာလာအိုကတောတောင်တွေမှာနှစ်ပေါင်းများစွာသတင်းသီလာစောက်တီဂူရီမာကျင်းစပီပြင်းပြင်းထန်ထန်ပွားများအားထုတ်ခဲ့ပူပါလေလွန်ပူဒူအပ်အာဂျမန်အာဂျန်ဖန်လွန်ပူဝဆရာတို့ဟာတောရစောက်တီတဲ့ပရိပတိတန်ခါတော်မြတ်တွေဖြစ်ပြီးထိုင်းနိုင်ငံတိုင်းနိုင်ငံလုံးကအထူးကြည်ညိုခဲ့တဲ့ဆရာတော်များဖြစ်ပါလေ နက်ဆိုင်နဲ့တောတောင်ထဲမှာနှစ်ပေါင်း450လောက်ကြင်ကြံအားထုတ်ခဲ့တဲ့ဆရာတော်ကြီးတွေပါဆရာတော်ဖရာအာချမ်မန်းဟာသူ့တပည့်ရင်တွေကိုတော်ရဆောက်တည်စဉ်ကတွေ့ကြုံခဲ့တဲ့ထူးဆန်းအံ့ဖွယ်ကိုတွေ့အဖြစ်အပျက်တွေပြန်ပြောပြလိမ့်ရှိပါတယ်သူပြန်လည်တော်မူပြီးသွားတဲ့ချိန်မှာသူ့ရဲ့ကိုတွေ့ဖြစ်စဉ်တွေကို လူတွေကပုံပြဝိထုတွေသဘောထားပြီးတော့ဂျုံမားတန်တရားဖြစ်ရင်အကျိုးနဲ့မှာဆိုပါတယ် ဆရာတော်အကြောင်းကိုလေးလာမိတဲ့အခါမှာများစွာကြင်ညိုရပါတယ်။ဒါပေမဲ့အခုပြောချင်တဲ့အကြောင်းကတော့အဓိကကျဉ်းချုံပြီးတော့ဖော်ပြချင်ပါတယ်။ဆရာတော်ရဲ့ဘဝဖြစ်စဉ်ကတော့ဆရာတော်ဖရာဂျမန်ဟာမွေးချင်းမောင်နှမကိုရောက်ထဲမှာအကြီးဆုံးသားပါ။အသက်15နှစ်အရွယ်မှာတာမဏိဝတ်ပြီးကမ္မထံဝိပဿနာတရားနှစ်နှစ်ခန့်အားထုတ်ခဲ့ပါတယ်။မိဘတွေကလည်းတမားတွေမှုအသက်ကြီးရင်တဲ့မိဘတွေကိုငဲ့ပြီးကူညီဖို့ လူပြန်ထွက်ခဲ့ရတယ်ဒါပေမဲ့ယဟန်ဘွားမျက်နှိုးတာမလို့အသက်22နှစ်အရွယ်မိဘထံခွင့်ပန်ပြီးယဟန်ပေါဝင်ခဲ့တယ်အဲ့ဒီအချိန်ကဆိုပြီးကမထန်ဝိပဿနာတရားပဲဇိုက်လိုက်မတက်အားထုတ်ပါလေဆရာတော်ဟာသူ့ဆရာတော်အာဂျန်ဆောင်နဲ့တူတောရဆောက်တည်ပြီးကမထန်ပွားများတဲ့အလေးထပြန်ပွားစီသူဖြစ်ပါလေထိုင်းမြန်မာလာအိုနိုင်ငံဒီတဲကတောတောင်ထဲမှာလှည့်လည်သွားလာပြီးတရားအားထုတ်ပါလေဆရာတော်ဟာဝီနီကိုအထူးလေးစားလိုက်နာသူဖြစ်ပြီး ဒုတိယ73ဘာလုံးကိုစောက်တည်သူလည်းဖြစ်တယ်။သင်္ကန်းကိုလည်းပန်းတကူသင်္ကန်းသာစင်မြန်းပြီးတောတောင်ထဲမှာသာနေထိုင်အားထုတ်ပါတယ်။ဒီနေ့ကိုတနက်ဖုံးပေးပါတယ်။ဘဝမှာအချိန်တော်များအဆောင်အယောင်ကြောင်းနေနေမနေပဲတောတောင်ထဲမှာပဲနေရောညပါတရားအားထုတ်ရှင်သန်ခဲ့တဲ့ဆရာတော်တစ်ပါးပါ။ဆရာတော်နဲ့တောင်ဆောင်ဘလူးဆိုတဲ့ဖြစ်စဉ်ကိုလည်းပြောချင်ပါလဲ။ ဒီအဖြစ်ပြဟာဆရာတော်ရဲ့တောရဆောက်တည်တဲ့တွေ့ကြုံများတဲ့ကတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါလိမ့်။ထိုင်းနိုင်ငံလေပိုင်းမှာနှခမ်းနရုတ်ဒေတာကတောတွေဟာနဲ့တလို့ရေတကုန်တွေကုတွေပေါများလာပါလိမ့်။ဒီတောနဲ့ထိုင်ဝင်ပြီးဆရာတော်ဟာကမ္မထန်တရားပေါများအားထုတ်ဖို့ခီးထွက်ခဲ့ပါလိမ့်။တော်ကောင်းတဲ့နေရာတစ်ခုမှာတရားလှပတဲ့ကိုကြီးတစ်ခုတွေ့တာနဲ့အဲ့ဒီကူမှာပဲတရားအားထုတ်မဲ့အကြောင်းဆရာတော်ကတတ်မှတ်လိုက်ပါလိမ့်။ တောင်ကြီးရှိမှာကတကားတစ်ခုအချို့ကလည်းပါလာပါတယ်ဆရာတော်ကဒီနေရာမှာပဲတရားအထုတ်မယ်လို့ပြောတော့တကားတွေကအရှင်ဖုရားဒီတောင်ပေါ်ကူမှာသွားပြီးတရားအာမထုံတယ်ဒီကူတဲကိုဝင်ပြီးတရားအထုတ်တဲ့တန်ခါတော်တွေရုပ်တရက်ပြင်တော်မူတာများလှပြီးစုပေါင်းတန်ခါ၄ပါတော်ရှိပြီးဆိုပြီးဆရာတော်ကိုဝိုင်းတားကြပါလေဆရာတော်ကရဝါတို့မြည်သည်တေချရစမြင်ဖြစ်သည်ယဟန်ဘွားနှင့်ဝိပဿနာပွားများရင်တေချင်းကမျက်တည်ဖြစ်ရငါသွားမယ်ဆိုပါလေ ဘသူမှတားမရပါဘူးတောင်ပေါ်မှာရှိတဲ့ဂူကြီးတဲ့ဝင်ပြီးတရားအားထုတ်ပါတယ်ပထမဒုတိယတတိယသုံးညလွန်မြောက်တဲ့အထိဆရာတော်ဟာအေဂျင့်စွာနဲ့တရားပဝနာအားထုတ်ပါတယ်စထုံးတော်မြောက်ညမှာဆရာတော်ဟာဝမ်းတွင်းကနေထူးခြားပူလောင်လာပြီးကြာခဏဝမ်းလျှောပါတော့တယ်ပြင်းထန်တဲ့ဝေဒနာကြီးကိုဖြည့်ဆည်းခံရပါတယ် ကာရကဒာတတိကမထံကိုပွားများနေရာမှာဝေဒနာကိုပြောင်းမရှိမရောကိုရင်းကနေဆူးရှတောက်ပြောင်တဲ့အလင်းရောက်မြင်ရပြီးခန္ဓာကိုယ်လည်းပေါပါလန်ဆန်ပါလေဝေဒနာဟာလည်းနေနေငါသွားဆိုသလိုချက်ချင်းပြောက်ကင်းသွားပါလေနေရထိုင်ရတာအရန်ကောင်းလာပြီးတရားရှုမှတ်တာအင်မတန်ကောင်းလာပါလေအဲ့ဒီအချိန်မှာပဲဂူထဲမှာနတ်လာယောဂဆူလာဘလူးလာတော့ခွဲခြားမြင်ရတဲ့အလုံးခန္ဓာကိုယ်ကြီးကြီးနဲ့ အကောင်ကြီးတကောင်ရုတ်တရက်ပေါ်လာပါလေအဲ့ဒီကောင်ကြီးကဆရာတော်ကိုသူဟာဒီတော်တောင်မှာတကိုးအကြီးဆုံးတောင်ဆောင်ဘလူးမင်းဖြစ်ကြောင်းတထဲကအလွန်တရာကြီးမားတဲ့တင်းမှုကြီးကိုပြပြီးဒီတင်းပုံနဲ့စင်ကိုတော်မှရိုက်တဲ့ပုံကြောင်းဒီကူတဲ့လာတရားအားထုတ်ရဟန်းလေးပါးကိုလည်းဒီတင်းပုံနဲ့ရိုက်တဲ့ခဲကြောင်းဖုံးကြီးဒီကူတွေကလည်းအမြန်သွားမသွားရင်ရိုက်တတ်မဲ့ကြောင်းချိန်ချောက်ပါလေဆရာတော်ဟာကြောက်ရွံ့ခြင်းအလင်းကင်းလျက်တည်ငြိမ်တဲ့အတန်နဲ့အသင်ဘလူး တရဝမန္တမဟာသင်ချင်းတရားမှပြေမလွန်နိုင်ဘူး။ငါဒီဟန်ဘွားနဲ့ဤကိုတွင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေပွားများအားထုတ်ရင်ကိလေသာနဲ့အောင်နိုင်ရန်လာခြင်းဖြစ်တယ်။သင်ကိုနှောက်ရှက်လိုတဲ့ဆန္ဒမရှိအေဂျင့်စွာနဲ့တရားဘဝနာအားထုတ်မှာဖြစ်ပါလေ။သင်သာတကိုးအကြီးဆုံးဖြင့်သင်ကိုတွင်မှာရှိတဲ့ကိလေသာကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရလား။သင်ငါကိုတက်လိုပါတက်ပါလေ။ငါ့ဖို့တရားဘဝနာအားထုတ်ရင်သေခြင်းနဲ့တရားမယ်ဆိုရင်မြတ်တော်သေခြင်းဖြစ်လို့ ကြောက်လန့်စရာမရှိဘူး။တင်းသာယဟန်ကိုတက်ချင်းကြောင့်ကြီးစွာသောဆင်းရဲခံစားပြီးအပယ်ငြဲကြမယ်။မမိုက်နဲ့ကောင်းမှုကုသိုလ်ပွားများအားထုတ်တရားဟောလိုက်ပါလိမ့်။ဆရာတော်ရဲ့တရားဆုံးဘလူးဟာကြီးမားတဲ့ခန္ဓာကိုယ်ကနေသေးသွားပြီး လူသားမဲ့ရွယ်ဖြစ်ကဆရာတော်အားဦးချရှိခိုးပါတော့တယ်။ဆရာတော်ရဲ့ခန္ဓာကိုယ်တွင်မှ ထုံးတောက်နေတဲ့ထူးဆန်းတဲ့အလင်းရောက်ဟာအလွန်အေးမြတ်လှပါတယ်။ဒီကူမှာပဲ အစဉ်မြဲနေတရားပွားများအားထုတ်ပါဖရားလို့လျှောက်ထားရင်ပျောက်ွယ်ပါလေ။အဲ့နောက်ပိုင်းမှာတောင်ဆောင်ဘလူးဟာသူ့အချွေရန်ယုကဆိုးတင်းပင်းနေကွာခေါ်ပြီးဆီယရော့စီမမကြခဏလာကြောင်းဆီယရော့မှတ်တမ်းမှာဖော်ပြထားပါလေ။တော်ထဲမှာယုကဆိုးထောင်ပေါ်များစွာရှိပြီးသူတို့လည်းတရားလာနာကြောင်းသိရပါလေ။ထိုင်းနိုင်ငံမှာတော့ဆီယတော်တချို့ဟာဗုဒ္ဓနုတ်တတ်တွေကိုပုံစံမျိုးစုံနဲ့ပွားများလေးရှိပါတယ်။မြန်မာနဲ့အစင်တူမိမဲ့အနေငယ်တော့ကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာတော့အရဟံကိုအဓိကပွားများကြပါတယ်။ထိုင်းကဆရာတော်ချုပ်ကတော့တမ္မာအရဟံလို့ပွားများပါတယ်။ဖရာအဂျမ်းမဲဆရာတော်ဖြစ်တဲ့ဆရာတော်အာဂျန်ဆောရဲ့ညီကတော့မြန်မာနိုင်ငံကနေနဲ့ဆင်လို့ပါတယ်။ဆရာတော်အာဂျမ်းမဲကမထန်းစတဲ့ပွားများလက်ချိန်ဆရာတော်အာဂျန်ဆောကအဲ့ဒီလိုပွားများစေပါတယ်။ဝင်လေရှိတဲ့အခါဘုတ်လို့မှတ်ပြီးထွက်လေကိုဒေါ်ဘောဒေါ်လို့မှတ်ဖို့စိတ်ကမလွင့်စေပဲပုတ်တော့ပုတ်တော့လို့ပွားများခိုင်းပါတယ်။ ဇင်းချက်ချောင်းမှာလည်းဘဲချီကိုမုတ်ညာချီကိုဒေါ်လို့မှတ်ပြီးပွားများခိုင်ပါတယ်ဒီလိုနဲ့၃လလောက်အပြင်းထန်အားထုတ်တဲ့ကဆရာတော်အာဂျမန်ဟာနမိတ်ထင်လာပါတယ်ဗုဒ္ဓနုတ်တတိဟာဖះရှင်ကုန်းတော်ကိုအဖန်တလဲလဲအောက်မိတာဖြစ်ပြီးနမိတ်မထင်ပိဋိတာဖြစ်ကောင်းတယ်လို့ဝိသုတိမတ်မှလာပါတယ်ဩဘစာရတမာတိကိုသာဆက်ရောက်လေရှိပါလေဒီတော့ဆိုလိုရင်းကအမြင်ကြားတဲ့ရရှိဟန်ဖြစ်တယ်လို့ယူဆနိုင်ပါလေ ဆရာတော်၃လလောက်ပြင်းထန်အားထုတ်တဲ့ခါမှာလူသေးကောင်းလေးပိုးလောက်လမ်းကြီးနဲ့ပုတ်ပွားနေပုံကြီးကလရခွေးရတွေအလောင်းကောင်းလေးဆွဲငင်တောက်စားနေပုံမြင်လာပါတယ်။တခါတရံတောတဲနေပုံမှာစစ်သူကြီးဘုဆောင်နဲ့ဓာတ်ကိုလွှဲသားပြီးရှောက်သွားနေပုံတွေပါထူးခြားမြင်လာပါတယ်။တရားအရာမှာတိုးတက်မှုမရှိလာတော့နဲ့ဆရာတော်အာဂျန်ဆောက်ကိုသွားပြီးရှောက်ထားတဲ့ခါမှာဆရာတော်က ကာယကရာသတိပဋ္ဌာန်ကိုပြောင်းပြီးပွားများအားထုတ်ဖို့ညွှန်ပြပါတယ်။ဦးကောင်းကလည်းအောက်ကိုစုံပြီးတော့လက်ပခုံးအယူဦးနှလုံးအသေးချေခြေဖြားအာယုံစိုက်ကပွားများအားထုတ်ပါတယ်။တခါတည်းအယူကိုပဲအာယုံစိုက်ပွားများပြီးတခါတည်းစလင်ကိုပဲအာယုံစိုက်ပွားများပါတယ်။ဒီကမ္မထံကိုပဲပြောင်းတော်မူတဲ့ဒီနေ့စဉ်ပွားများအားထုတ်တယ်ဒီကမ္မထံနဲ့ပဲစိတ်ကိုကိုယ်တွင်းမှထွက်သွားမရအောင်တတိနဲ့ချုပ်ထိန်နိုင်တယ် နောက်ခါမှတပည့်တွေကိုပြန်မြင်ကြခဲ့ပါတယ်။ငယ်တုန်းကငယ်စိတ်နဲ့စူးစမ်းလို့ရှိတာမို့နတ်ပြည်တွေငယ်ရဲ့ပြည်တွေစူးစမ်းလေ့လာဖို့တည်းတခါတော့ကအောက်ကိုစိတ်ကပြန်လွင့်ပြီးတော့ငယ်ရဲ့ဘုံတော့ရောက်ဖူးပါတယ်။ငယ်ရဲ့မှာဒုက္ခခံစားနေရသူတွေရဲ့ဆင်းရဲဒုက္ခမြင်ပြီးတန်ဝေခါရပြီးတော့ငေးမောနေတာအချိန်တော်ကြာသွားပါတယ်။သတိကိုပြန်ပြီးဆွဲကဘဝနာဘောပြန်တင်လိုက်တဲ့အခါမုန်းလွဲသွားပြီဖြစ်တာမို့အဲ့ဒီနေ့ကအစွမ်းတော်ငတ်ဖူးတယ်အဲ့လိုစီရတော့မှတ်တမ်းမှာရေးထားပါတယ်။ တခါကလည်းအထက်ကိုစိတ်ပြန်လွင့်ကြည့်တဲ့အခါနတ်ဘုံရောက်သွားပါတယ်နတ်ဘုံကနတ်သားတွေဟာဆရာတော်ကိုလည်းအရေးတူကြည့်ရှုခြင်းမရှိသူတို့ပါသူတို့လှုပ်ချင်လှုပ်တဲ့လှုပ်တာလှုပ်နေပါတယ်ခံစားမြဲအာယုံတွေကသာခံစားပျော်မွေ့နေပါတယ်ဒီအကြောင်းတွေကိုသူ့ဆရာဆရာတော်အာဂျင်ဆော့ကိုရှောက်တဲ့အခါမင်းစိတ်ကမြောက်လို့ပဲဟိုရောက်ဒီရောက်နဲ့ကိုရင်းကစိတ်ကိုဘယ်တော့မှ ပြင်မထွက်စေနဲ့ငါပြောတာကိုမမေ့မလျော့ပဲထိမ့်သိမ့်ပြီးကြင့်ပါလို့ဆုံးပါပါတယ် ဆရာတော်ဖရန်အာဂျမန်ဟာကာယကဒါသတိပဋ္ဌာန်ပွားများပြီးအတော်တန်အသားကြတဲ့အခါမှာကိုယ့်ကိုယုံကြည်မှုရှိတာနဲ့မြောက်ဘက်ဒေသကိုတပါတီခီးထွက်ပါလေ။တောထက်တဲ့တောင်ထက်တဲ့ကျော်ပြီးမြမပြည်ဘက်ကိုလာပြီးတော့နေဆက်ဒေသမှာ၅နှစ်တန်တန်တရားကျင်ပါလေ။အဲဒီချိန်တော့မြမကြီးရွာကဒကာဒကာမတွေနဲ့မြမစကားနဲ့ပဲပြန်ပြောကြားနိုင်ကြောင်းသိရပါတယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့ချိန်ထိုင်းဘက်ပြန်မယ်ဆိုပြီးတော့ပြန်လဲကျော်ဖက်ပြီးပြန်ခဲ့ပါလေ။၃နှစ်နဲ့၃ရက်စတိုင်လမ်းတစ်လျှောက် အင်ဂျလုံးလူတယောက်မတွေ့ရတဲ့အတွက်စောဟာရအောင်ပြက်လက်ပြီးအိုင်းဆုပ်ယုတ်လာပါလေပြိချင်းဆရာတော်စိတ်ထဲမှာတွေးပေါ်လာတာတောတောင်တွေမှာတရားအထုတ်နေရဟန်းတော်တွေစွန့်ပြက်လက်ရင်ယုတ်ကဆုနဲ့တွေကလာပြီးစွန့်ကတ်တယ်လို့ကြမ်းခတ်မှာငါမှတ်သားဖို့လေအခုတော့ငါဘယ်နဲ့ဘယ်ယုတ်ကဆုကမှစွန့်လက်လာမကပ်ပါလားတွေးပြီးတော့ပင်ပန်းတဲ့အတွက်ကြောက်ဖြတ်တစ်ခုပေါ်ထိုင်ခဏနားနေပါလေ အဲ့ဒီအချိန်ဘယ်ကနေဘလို့ပေါ်လာမှန်းမသိတဲ့ဝေကောင်းစားလာဝထတဲ့လူတယောက်ဟာဆရာတော်ရှေ့ပေါက်ချလာပြီဆရာတော်ကိုဆုံးကပ်ပါတယ်ဆရာတော်ကလည်းထူးဆန်းလာတာမို့တကားကြီးဘယ်ရက်ကလာပါတယ်လို့မေးတော့လူငယ်ကနှုတ်ကဘာမှပြန်ပြောပဲခက်လက်လက်မှရှိတဲ့တစ်ပင်ကြီးကိုလည်းညှို့ထိုးပြပါလေတော်ကြီးမြမဲလည်းဘာအင်ချင်းမှမရှိတာမို့စူးစမ်းလို့စင်းနေအဲ့ဒီလူငယ်နောက်လိုက်သွားကြည့်ပေမဲ့တစ်ပင်ကြီးကရောက်လူငယ်ဟာပျောက်ကွယ်သွားပါလေစိုးဟင်းကို ဖုံးပြီးတဲ့အခါအင်မတန်မှအရသာထူးချောင်းလဲမှတ်တမ်းတင်ထားပါလေ ထိုင်းနိုင်ငံကအင်မတန်မှကြော်ကြတဲ့ဆီယာရောဖရာအဂျမန်အထုပတိအကြောင်းနှုန်းဒီဒီမှာဆက်လက်တင်ဆက်ပေးပါမယ်။နောက်ဆင့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။